ပြန်ဆိုတီးတီကအညွန့်ခူးစားသလိုဖြစ်နေလို့ကိုပိုင်သချင်းနဲ့အောင်မြင်အောင်ကြိုးစားမယ်လို့ပြောလာတဲ့လာမင်းကပြပရိသတ်များရှင့်လာမင်းကပြကတော့ရုပ်ရှင်လောကမှာစကားပေါင်းများစွာရိုက်ကူးခဲ့ရတဲ့သူပါနာမည်ကြီးမင်းသမီးတလက်မဟုတ်ပေမဲ့လေဒုတိယမင်းသမီးနေရာရီနဲ့ဇယံနေရာရီမှာစကားပေါင်းများစွာရိုက်ကူးခဲ့ပါတယ်ဗီဒီယိုခေတုံးကဆိုရင်စကားတိုင်းလိုမှလာမင်းကပြကပါနေခဲ့ရတာဖြစ်ပြီးမင်းသမီးရဲ့တငယ်ချင်းနေရာရီမိသားစုမောင်နှမနေရာရီမှာများစွာဇလန်းပါဝင်ရိုက်ကူးခွင့်ရရှိခဲ့တာဖြစ်ပါတယ် ။လာမင်းကဗျာကမိသားစုမောင်နှမလေးနဲတာကြောင့်ရရှိထားတဲ့အမှုပညာချင်းကိုစစ်စစ်ကုတ်ကုတ်နဲ့မိဘနှစ်ပါးအတွက်အမြဲတမ်းစောင့်ရှောက်ပေးနေတတ်တာပဲဖြစ်ပါရယ်။၂009နှစ်နောက်ပိုင်းမှာတော့လာမင်းကဗျာကတဖြည်းဖြည်းနဲ့နာမည်ပူရလာခဲ့ပါရယ်။ဒါပေမဲ့ရုပ်ရည်ချုံမောလှပပြီးအရေးချင်းရှိရဲဆိုပြီးမှလာမင်းကဗျာကဘလို့မှကောင်းဆောင်မင်းသမီးမဖြစ်နိုင်ပါဘူး။သူဖြစ်ချက်နဲ့ကောင်းဆောင်မင်းသမီးမဖြစ်ခဲ့တာကြောင့်လာမင်းကဗျာကတရုတ်ဆောင်အမှုပညာထံအစိုးပညာရီကိုပို့ပြီးလည်လာခဲ့တာပဲဖြစ်ပါရယ်။ 2020ခုနှစ်နောက်ပိုင်းမှာတော့လာမင်းကပြက DJ လောကရဲကိုဝင်ရောက်ပြီး DJ မွန်းဆိုတဲ့နာမည်နဲ့ DJ DJ လောက်ကိုလောက်ခဲ့ပါတယ်။သူအနေနဲ့ DJ လောကရဲကိုဝင်ရောက်လာတဲ့အခါမှာပေါ်ပေါ်ပဲပဲဝင်ရောက်လာခဲ့တာမဟုတ်ပေဆရာသမားတွေနဲ့တေးစာအထာကြကြသင်ယူခဲ့တာပါ။ဒါကိုမသိတဲ့ပရိသတ်တွေကတော့ဟိုတီးဒီဒီနဲ့ရှောက်တီးနေရဆိုပြီးတော့ဝေဖန်တာတွေနဲ့ခံရပါသေးတယ်။ဝေဖန်မှုတွေနဲ့အောင်မြင်လာခဲ့တယ်လို့ပြောလို့ရတဲ့လာမင်းကပြကတော့2023 24မှာတော့ပြန်ဆိုတီးတွေကြောင့်တော်တော်လေးဝေဖန်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ကိုပိုင်တခြင်းတွေထွက်ရှိထားတယ်ဆိုပေမဲ့ပရိသတ်တွေကလာမင်းကပြားကိုကိုပိုင်တခြင်းတွေနဲ့တွဲပြီးမှတ်မိတာမျိုးမရှိပါဘူး။ပြန်ဆိုတီးနေနဲ့ပဲမှတ်မိခဲ့တာဖြစ်ပါတယ်။ပထမအဆုံးတီးဆိုခဲ့တဲ့ပြန်ဆိုတီးမှာတော့ပရိသတ်တွေအလုံးကလက်ခံခဲ့တဲ့ရက်ပိုင်းတွင်းမှာပဲမီလီယံနဲ့ချီပြီးအောင်မြင်ခဲ့တယ်ဆိုပေမဲ့တကယ်ကိုနမေကျော်ဒေသန်ရှင်ကြီးတွေရဲ့တခြင်းတွေကိုပြန်ဆိုတဲ့အခါမှာမူလရတာပြက်စီယုံမကပို့ပြီးတော့မှစိုးရွားတဲ့တခြင်းအမျိုးအစားဘက်ကိုရှောက်သွားတယ်ဆိုပြီးဝေဖန်ကြတာတွေကြောင့်လာမင်းကပြားကပြန်ဆိုတီးနေဆိုရမှာတော်တော်လေးကိုကြောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။လာမင်းကဗျာကကိုပိုင်သချင်းအစ်စ်တွေကိုများစွာကိုလည်းပြုလုပ်ထားပါတယ်။အခြေအနေမပြီးသေးလို့မလုံဖြစ်သေးတာပါလို့ပြောပြလာခဲ့ပြီးလက်ရှိထွက်ထားတဲ့ကိုပိုင်သချင်းအစ်စ်တွေကိုလည်း MTB အမိုက်စာရီနဲ့ပရိသတ်ရှိချပြလာပါတယ်။ပရိသတ်တွေအနေနဲ့ကတော့ကိုပိုင်သချင်းနေထက်ပြန်ဆိုတီးတွေကိုပဲပို့ပြီးတော့မှတ်မိနေတာပါ။လာမင်းကဗျာကပြန်ဆိုတီးနေဆိုရတာအရှမ်းကို NDA များတယ်။ပြန်ဆိုတီးနေအောင်မြင်နေဆိုပေမဲ့လေဒါကသူများရဲ့အညွန့်ကိုခူးစားတယ်လို့မျိုးဖြစ်နေရင်ဒါကြောင့်မလို့သူအနေနဲ့ကိုပိုင်သချင်းနေနေအောင်မြင်အောင်စူးစမ်းအောင်မှာပါလို့ပြော က်ပြလာခဲ့ပါတယ်။လက်ရှိမှာတော့လာမင်းကပြကအမှုပညာအလုပ်တွေပြီးကိုပိုင်ဘားတစ်ခုကိုလည်းဖွင့်ထားတာဖြစ်ပြီးအဲ့ဒီဘားကိုဖွင့်ထားတာခုနှစ်နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။အစကတော့အဲ့ဒီဆိုင်ကိုပိတ်သိမ်းဖို့စဉ်းစားထားရဆိုပေမယ့်ဆိုင်ပေါ်မှာတန်ရုံးစင်ရှိတာရောကို့အနေနဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေတာရောကြောင့်အဲ့ဒီဆိုင်လေးကိုပိတ်သိမ်းဖို့နှမျောခဲ့တာဖြစ်လို့လက်ရှိမှာတော့ဘားဆိုင်လေးကိုပြန်ပြီးတော့မှအကောင်ဆုံးဖွင့်ထားတယ်။ဝန်ထမ်းတတိလည်းပြန်လည်ခေါ်ယူထားတယ်လို့ပြောပါတယ်။စီးပွားရေးဘက်မှာရောအမှုပညာဘက်မှာပါညတာအောင်စူးစမ်းနေတဲ့လာမင်းကပြာကို တကယ်ပဲပြန်ဆိုတီးတွေနဲ့အောင်မြင်စေချင်လားဒါမှမဟုတ်ကိုပိုင်သင်းအစ်စ်တွေနဲ့အောင်မြင်စေချင်တာလားဆိုတာကိုလည်းကြီးစုနေကြတဲ့ပရိသတ်ကြီးကကွန်မန့်လေးတွေရေးပြီးပါဝင်ပေးသွားပါအောင်နော်အဆုံးထိကြီးစုပေးလို့ကျေးဇူးတင်ပါတယ်